ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဟိုရှင်းပြပေးမှလေးကတော့သတိပင်ခလုတ်တွဲနည်းလေးဖြစ်ပါတယ်เนาะဒီရဆရာမကတော့ကြိုးစားပေါ့ဗျာเนาะအဲဒါသတိပင်ခလုတ်တွဲနည်းလေးကိုလက်မိထားတဲ့ဝါနာရှင်ကြီးကိုရွတ်တယ်ပေါ့သူကကြတော့ဒီဘက်တီရဲ့အနှုတ်ဘက်ကလာတဲ့ဒီအနက်ကျိုးကတော့အဲဒီမိဖုရားရဲ့အနှုတ်မှာဓာတ်ရိုက်သွားပြီးတော့ချိန်လိုက်ပေါ့နော်သူကနောက်ပြီးတခါဒီအပေါင်းဘက်ကလာတဲ့ကျွန်တော်ဒီအနီကျိုးကြတော့ဒီသတိပင်ခလုတ်ရဲ့အလဲပင်ဝင်သွားပြီးတော့ ဆက်လိုက်ပေါ့နော်အလဲမျိုးဆက်ပြီးတော့ကမှာအာဘေးကပင်နှစ်ခုကနေမှခွဲထည့်ပြီးတော့မှသူ့နှစ်ခုပေါင်းပြီးတော့ဒီအပေါင်းမိပြားရဲ့ပေါင်းပို့သွားပြီးတော့ဆက်ရမှာပေါ့နော်အဲ့ဒီနေရာမှာကျတော့ဒီမိပြားရဲ့တစားကတော့ဒီလင်းအားနဲတာဖြစ်တဲ့အတွက်ကတော့လိစာမိလိုက်ဓာတ်ရိုက်ချွေလိုက်ပေါ့နော်ဒီနှစ်ဆပဲပေါ့နှစ်ဆသွားမဲ့အဲလိုင်းကကြတော့သူကမိဟာများတာဖြစ်တဲ့အတွက်ကကြတော့ရီဂျစ်စတာတွေခံမိရမှာပေါ့နော်ဒီလိုလေးပါပဲတဘာမှမခက်ပါဘူးနော် ီဒီဘရှိရဲ့အနှုတ်ကလာတဲ့ဒီအနှက်ချိုးကကြတော့မိဖားရဲ့အနှုတ်ကိုတိုက်ရိုက်ဆက်လိုက်ပေါ့ဒီအပေါင်းဘက်ကလာတဲ့ဒီအနီချိုးအပေါင်းချိုးကကြတော့ဒီသတိပင်ခလုတ်ရဲ့အလဲပင်မှာဝင်လိုက်ပြီးရင်ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ဘေးအနေမှာတော့ဒီပေါင်းပြီးတော့မှဒီမိဖားရဲ့အပေါင်းလေးကိုသွားပြီးတော့ဆက်လိုက်ပေါ့နော်ဒီနှစ်ဆဘက်မှာကြတော့ရစစ်တာလေးခံပြလိုက်ပေါ့ဒါပါပဲနော်ကွန်ထရိုးလာလေးပဲခံကြတော့မလိုပါဘူးနော်ဒါက ဒစားကိုနှိပ်မှဆိုရင်ဒါမျိုးလေးပေါ့နော်ဒါကဒစားဘက်ကနေတာဒါကနှစ်စားဘက်ကဆိုရင်လင်အားကဒါကလင်းမယ်နော်ဒါပါပဲလေလေလေးရပါပဲနော်